သတင်းပရိသတ်များအလုံးမဲမင်္ဂလာပါရှင်။ကျမတို့ရဲ့သတင်း channel လေးကနေပြီးတော့ဒီကနေ့ Master 26ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်။သတင်းတင်ဆက်မှုလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနာဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ရှင်။ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်တွင်းနဲ့အလုံးလုံးပါကជីវ៉ាတိုးတက်နိုင်ဟုစစ်ကောင်းဆောင်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အာနာတမီနောက်ပေါ်ပေါက်လာတဲ့အကြက်တဲများကြောင့်ပြည်ပထွက်လို့သူများပြားနေချိန်စစ်ကောင်စီဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းကပြည်တွင်းနဲ့အလလုံးပါကလည်းကြီးဝါတိုးတက်နိုင်ကြောင်းယနေ့မလ25ရက်နေ့နေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစည်းအဝေးမှာပြောဆိုပါရယ်ပြည်သူများပြည်ပကိုတွားရောက်အလလုံးကန်ဒီအတွက်ပြည်တွင်းတွင်အလုံးသမားရှားပါနေသည်ဟုစစ်ကောင်ဆောင်ကပြောပြီးနောက်ပြည်တွင်းတွင်အလလုံးရေးတိုက်တွန်းခဲ့ပါရယ် ပြည်ပကိုတွားရောက်လုံခြုံခြင်းထက်ဘဝလုံခြုံမှုရှိသည့်ပြည်ရင်းရှိလုပ်ငန်းခွင်များတွင်လုံခြုံမည်ဆိုပါကជីវ៉ាတိုးတန်းနိုင်သည့်အခွင့်အလမ်းများရှိသည့်အတွက်ပြည်ပတွင်တွားရောက်ပြီးတော့အလုပ်လုပ်ကိုင်းမယ်ဆိုပြည်ရင်းနှင့်သာလုံရန်၎င်းကပြောဆိုခဲ့ခြင်းဖြစ်ပါသည်တို့ပြင်ပြည်တွင်းနှင့်လောကနိုင်ငံအတွက်ဤပညာများအလောက်ကန်ခွန်လန်းများစက်မှုဤပညာများစသည့်တို့ကိုဖော်ဆောင်ပေးရနိုင်ပြီဖြစ်ကြောင်းလည်းစစ်ကောင်းဆောင်ကထည့်သွင်းပြောဆိုပါရယ် စစ်တပ်ကအာဏာသိမ်းပြီးနောက်စီးပွားရေးပြိုလဲမှုများကြကြပြပြဖြစ်ပွားလာသည့်တိုက်ပွဲများစစ်မှုရန်ဥပဒေအသက်သွင်းကစစ်သားစုဆောင်မှုများကြောင့်ပြည်ပသို့တရားဝင်ရောတရားမဝင်လမ်းကြောင်းများကပါထွက်ခွာသူများများပြားခဲ့ခြင်းဖြစ်ပါရင်စစ်ကောင်စီကလည်းပြည်ပထွက်ခွာလူသူများကိုပြည်ရင်းတွင်သာအလုလုရန်တိုက်တွန်းမှုပြင်တပတ်တွင်လည်းပြည်ပထွက်ခွာ권များကိုတဆင်မီတဆင့်ပိတ်ပင်မှုများဆောင်ရွက်လျက်ရှိပါသည် စစ်မှုရန်အသက်ရွယ်အကျုံးဝင်တဲ့အမျိုးသားများအားပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ပင်ခဲ့သည့်ပြင်လက်တလုံးတွင်လည်းပြည်ပအလုပ်ကောင်အေဂျင်စီများကိုပြည်ပသို့အလုပ်သမားများဆွေးနွေးမှုနှင့်ပတ်သက်ပြီးတော့အရေးအတွက်ကန့်သတ်မှုများထုတ်ပြန်လျက်ရှိပါသည်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်တွင်26နှစ်ကျော်ကြာတပ်ဆွဲထားသောစစ်ကောင်စီရဲ့ကလေးလေးစခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်သားနှုတ်ဦးအလောင်းနဲ့လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကင်းပြည်နယ်ထိုင်းညမာနယ်စပ်လှိုင်းပွဲမြို့နယ်တွင်26နှစ်ကျော်ကြာတက်ဆွဲထားသောစစ်ကောင်စီရဲ့ခလေဒီစခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်သားနှုတ်ဦးရဲ့အလောင်းနဲ့လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်ထားပါသည်။အကြမ်းမတ်စစ်ကောင်စီရဲ့ခလေဒီစစ်ကောင်စီစခန်းကို KNL တပ်မဟာခုနှင့်တပ်မဟာလုံခြုံရေးဆဲကြောင်းတရင်များနှင့်ပူးပေါင်းတပ်များကမလ22ရက်နေ့မှစတင်ပြီးတိုက်ခိုက်ခဲ့ကြောင်းစစ်တပ်ကမလ24ရက်နေ့တွင်တိုက်လေယာဉ်နှစ်စင်းဖြင့် ပေါင်900ပုံလေးလုံးဝိုင်တွယ်လျင်ဖြင့်ပုံ36လုံးကျဲချခုခံခဲ့ကြောင်းသိရှိရပါသည်။မလ25ရက်နေ့တွင် KNL တပ်ဖွဲ့ဝင်များ၏အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့်စစ်ကောင်စီတပ်များမှဆက်လက်တောင်းခံနိုင်ခြင်းမရှိတော့ဘဲစကန်တွင်ရှိစစ်ကောင်စီတပ်သားများမှ၎င်းတို့ရဲ့လက်နက်ခဲယမ်းများအားမိရှုဖျက်ဆီးကစကန်အားဆုံးခွာထွက်ပြေးသွားကြောင်းသိရပါသည်။စကန်စီရဲ့ခလေရီစကန်ကိုရှင်လင်းစဉ်စစ်သားနှုတ်ဦးအလောင်းကိုတွေ့ရှိခဲ့ရပြီးစကန်တွင်းမှ0.5တလက် ပွိုင်း၅ပြောင်းနှစ်ချောင်း60မမအရှိတလက်60မမအတူတလက် RPG 7တလက် MA2 3လက်ဂျမာတလုံးမိဆက်အကြည်တလုံးမိဆက်အသေးတလုံးမိုင်းရှာဆက်တစ်ခုရှေးထွက်မိုင်း6လုံးဆက်ဆောင်နေမိုင်း2လုံး60မမကြီး29လုံးခွေပုံတလုံး87မမကြီး2လုံး40မမကြီး32လုံး RPG 7ကြီး14လုံး ခုနှစ်တသမ6နှစ်ကြီးနှစ်တောင်း9တသမ56ကြီးရွှေထောင်းတိုင်မိုင်း60လုံးခမောက်ရွှေလုံးဆိုလာ40တို့အားတင်ဆက်ရမိခဲ့ကြောင်းသိရပါဗျ။ ခလရင်စစ်ကောင်စီတပ်စခန်းက1989ခုနှစ်စက်တင်ဘာလ22ရက်နေ့တွင် ထိုင်းမြမနယ်စပ်ဒေသထင်းချုပ်ရေးရှိရချက်ဖြင့်တိစောက်ခဲ့သောစခန်းတစ်ခုအဖြစ်က၎င်းစခန်းစားတင်တိစောက်သည့်အချိန်မှစပြီးဒေသခံပြည်သူလူထုများအနေဖြင့်လွတ်လပ်စွာလှုပ်ရှားသွားလာနေထိုင်လောက်ကန်စားသောက်ခွင့်အကန့်အသတ်ခံခဲ့ရခြင်းဒေသခံပြည်သူလူထုများ လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်ရင်လောက်ကန်စားတောင်းနိုင်ရအတွက်ပြည်သူလူထုရဲ့လိုလားချက်နဲ့အညီကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကခလဲရင်းစစ်ကောင်စီတပ်စခန်းအားသိမ်းပိုက်ခဲ့ပြီးလက်ရှိအချိန်မှာနေမြေရှင်းလင်းရေးလုပ်ငန်းများလှုပ်ဆောင်ရအရှိကြောင်းသိရပါရယ်နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့နောက်ထပ်ရွှေအင်အားတိမ်ပင်လယ် view point ကိုစစ်ကောင်စီတပ်ပြန်သိမ်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ရှိ TNL တွေတင်ပိုက်ထားတဲ့ရွှေအေယာတိမ်ပဲလေ view point နေရာကိုမလ25ရက်မော်လွယ်ပိုင်းမှာစစ်ကောင်စီဘက်ကပြန်လည်တင်လိုက်ကြောင်းဒေသခံတွေစီကသိရပါတယ်။ဒေသခံအမျိုးသမီးတယောက်ကရွှေအေယာတိမ်ပင်လယ်ကိုစစ်ကောင်စီဘက်ကပြန်သိမ်းလိုက်တယ်လို့ကြားနေတယ်။တောင်ခမ်းနဲ့နီးရပ်ဘက်ခြမ်းကတိမ်ပင်လယ်ဒေါက်တာဝရီမြန်နာဘက်လေ30ဘက်တော့ကိုကန့်စစ်သားတွေရောက်လာနေပြီလို့ပြောပါရတယ်။ ။အုံမတိဘတ်ကိုတော့စစ်ကောင်စီတပ်တွေကနေတိုင်းနေပါတိုက်ခိုက်နေတာတွေ့ရပေမယ့်ပြန်ရတာမျိုးတော့မရှိသေးပါဘူး။ဒေသခံအမျိုးသားတယောက်က TNL ဘက်ကအရေးတိမ်ပင်တဲ့ကြီးရဲ့နေရာမှာတက်စကန်ပုံစံလှုပ်ထားတာဟုတ်ပါတယ်။အခုနောင်ချိုဘက်ထိုးစစ်ဆဆင်ဖို့လုံနေတဲ့သဘောတွေ့ရပါတယ်လို့ပြောပါတယ်။စစ်ကောင်စီဝါရဖြန့် Telegram တွေမှာလည်းမလ25ရက်မွန်လယ်ပိုင်းမှာ TNL ရဲ့ရွှေအီယာတိမ်ပင်လေစကန်းကိုတင်ပရရှိထားကြောင်းမှတ်တမ်းဗီဒီယိုဖိုင်ဓာတ်ပုံဖိုင်များနဲ့တကွဖော်ပြထားပါတယ် ်တီအန်အန်သတင်းနဲ့ပြန်ကြားရေးဌာနကတော့ရွှေအေယာတိန်ပင်လယ်စခန်းလက်လွတ်ခဲ့တာနဲ့ပတ်သက်ပြီးတစုံတရာသတင်းထုတ်ပြန်ထားတော့မရှိသေးပါဘူးနောက်ထပ်မျိုးနဲ့ကစစ်ကောင်စီတပ်စခန်းအများစုကို TNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကမြောက်ပိုင်းမဟာမိတ်ညီနောင်တွေရဲ့တဆယ်နှစက်ခွန်စစ်စင်ရေးဒုတိယအပိုင်းမှာတင်ယူခဲ့တာဖြစ်ပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ ရှမ်းကုန်းမော်လမြိုင်အဝေးပြေးလမ်းတွင်စက်ကြီးကောင်းနေတဲ့အတူးစုံစမ်းစစ်စရေးဦးစီးဌာနမှဒူးစုံမှုမင်းသူနဲ့လာထဆုံမှုမင်းတန်းတို့ကိုပြစ်ခတ်မှုနှစ်ဦးစလုံးတေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မော်ပြည်နယ်ကျိုင်းတူမြို့နယ်ရန်ကုန်မော်လမြိုင်အဝေးပြေးလမ်းမိုင်းမှာစက်ကြီးကောင်းနေတဲ့စုံစမ်းစစ်ဆေးရေးဦးစီးဌာနစာစာစာမှဒုစုံမူမင်းတူနဲ့လာထစုံမူမင်းတန်တို့ပြစ်ခတ်ခံရပြီးတော့ပွဲချင်းပြီးတည်ဆုံခဲ့ကြောင်းပြည်သူ့ကောင်ဝေးတပ်မတော်တရင်ခွန်ရှိ၃၅တက်ခွဲလီယူဂျီမှာတာဝန်ရှိသူတို့ကပြောဆိုပါရယ် မလ23ရက်နေ့ညနေ9:20မိနစ်ခန့်ချိန်ကြိုက်ထုမျိုးနဲ့ကြာဖြူချင်းရွာထိပ်ခမိတ်အစိုးရရာဘာချန်လန်းဝအနီးရှန်ကုန်မော်လမြိုင်အဝေးပြေးလမ်းမပေါ်တွင်လမ်းသွားလမ်းလာလုံးနေသည့်ကုန်စည်ကားများကိုစက်ကြီးကောက်ငွေညက်တောင်းခတ်နေသောစားသုံးလုံးများကိုတလန်းရဲဘော်များကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ်ရင်းတိုက်ခိုက်မှုအတွင်စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှဒုဆုံမှုမင်းသူနဲ့လာတာဆုံမှုမင်းတန်ကိုရိုနာဦးပွဲချင်းပြီးတည်ဆုံးခဲ့ပြီးတော့ဆုံမှုသူရဆိုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ရှမ်းကမော်လမြိုင်အဝေးပြေးလမ်းပေါ်မှာစက်ကြီးကငွေညစ်တောင်းခံနေတဲ့စုံစမ်းစစ်ဆေးရေးဦးစီးဌာနစာတလုံးကစုံမှုသူရဆိုဒုစုံမှုမင်းသူနဲ့လားစုံမှုမင်းတန်းကိုတို့တုံးကိုလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါမင်းသူနဲ့မင်းတန်းတို့ကတော့ပွဲချင်းပြီးတည်ဆုံတယ်လို့ပြည်သူ့ကကွယ်တပ်မတော်တရင်ခွန်ရှစ်395တက်ခွဲလေးယူကြည်မှတာဝန်ရှိသူတို့ကပြောပါရတယ် ်အဆိုပါတိုက်ခိုက်မှုကိုစိုက်ထိုပါကာဖာနဲ့ပြည်သူ့ကောက်ွယ်တပ်မတော်တရင်ခွန်ရှိ395တပ်ခွဲလေးယူဂျီတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်နောက်ထပ်ထပ်ပြီးတော့တင်းဆက်ပေးမယ့်တဲ့ငါတော့လေးမျက်နှာမျိုးအနည်းတို့အေးရထိုးစစ်ရောက်ရှိလာပြီးစစ်တပ်ကငုံဝန်တရာဆင်းရွှေသိစုရရင်ခန်းစစ်ပြင်ဆင်နေကပြည်သူများကိုထမင်းနှင့်ဟင်းများချင်းချောက်ချက်ခိုင်း၍ပို့ဆောင်ခိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အေရရတိုင်းလေးမျက်နှာမျိုးအနည်းတို့အေရထူစေကရောက်ရှိလာပြီးတော့အစမ်းမစစ်တပ်ကငဝင်တရာအစဉ်ရွှေသိစုရာတွင်ခန်းစစ်ပြင်စင်တွေကဂျေးရပြည်သူများကို ထမင်းနဲ့ဟင်းများကိုစစ်တပ်ကအတင်းကျပ်ချက်၍ပို့ဆောင်ခါနေကြောင်းဒေသပြည်သူများကပြောဆိုပါရယ်မလဆန်မိုင်းမှစတင်ကလေးမျက်နှာမျိုးနဲ့တွင်အေနဲ့အစမ်းဘတ်စစ်တပ်တို့တီတွေးတိုက်ပွဲများစတင်ပြင်းထန်လာပြီးလက်ရှိချိန်လေးမျက်နှာမျိုးနေ့ထိအေရထိုးစစ်များရောက်ရှိလာကြောင်း လက်ရှိမှာအကြမ်းမတ်စစ်တပ်ကငဝင်တရာအစင်ရှိရွှေသိစုရာတွင်ခံစစ်ပြင်ဆင်နေကြောင်းထို့ပြင်ငဝင်မြင့်အနောက်ဘက်ရှိတမိုင်းဝင်ထူပါယုံဖျားကြီးတွင်လည်းအကြမ်းမတ်စစ်ကောင်စီတပ်သားတို့ရောက်နေပြီးတော့တပ်ဆွဲရန်ပြင်ဆင်နေကြောင်းအကြမ်းမတ်စစ်ကောင်စီတပ်သားများရောက်ရှိလာသောကြောင့်ထူပါယုံဖျားကြီးအနေရှိကျေးရွာများမှပြည်သူများသည်ဘေးလွတ်ရာသို့ဂျိုတင်ရှောင်ရှားနေကြကြောင်းသိရပါသည် ထို့သောအကြမ်းတ်စစ်ကောင်စီတပ်သားများလာရောက်တပ်ဆွဲခြင်းကြောင့်မလ23ရက်နေ့မှစတင်ပြီးရွှေသစ်စုကျင်းရွာရဲ့လက်နက်ကင်ကျင်းရွာအုပ်ချုပ်ရေးမှူးဇော်နိုင်ကကျင်းရွာနေပြည်သူများကို အလှည့်ကျထမင်းနဲ့ဟင်းများအတင်းကျပ်ချက်ခိုင်း၍စစ်သားများထံသို့ပို့ဆောင်ခိုင်းနေကြောင်းသိရပါသည်ကျေးရွာနေပြည်သူတွေကစစ်ခွေးတရားစာချက်ပြီးတော့ပို့ဆောင်နေရတယ်။ရွာလူကြီးစော်နိုင်ဦးကလက်နက်ကင်အုပ်ချုပ်ရေးမှူးပါ ။သူ့မှာလည်းလက်နက်ကင်ရန်အချို့တင်ဆက်ထားရရှိတယ်။အခုဆိုနေစဉ်လက်နက်ကြီးတန်းတွေကြားနေရတယ်။တဖြည်းဖြည်းနဲ့လက်နက်ကြီးတန်းကပို့ပြီးတော့ကြဲကြဲလောင်လောင်ကြားနေရတယ်။အေးရက်ထိုးစစ်တပ်မြို့နာကလပီလို့ဒေသပြည်သူတို့ကပြောဆိုပါရယ်။အဇမတ်စစ်တပ်ကလေးမျက်နှာမျိုးနဲ့အတွင် ဖြစ်ပွားနေတဲ့တိုက်ပွဲများ၌ထိခိုက်ဒေဆုံးမှုများပြားနေပြီးလေကြောင်းနဲ့လက်နက်ကြီးများကိုသာအားထား၍တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါဗျ။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ မင်းအောင်လိုက်သားအောင်ပြေဆုံးပိုင်းကပတဲ့အေးကုမ္ပဏီကစစ်တပ်ရဲ့ဥပိုင်ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့တာယာများထုတ်လုပ်ဖြန့်ဖြူးရောင်းချစစ်တပ်ထုတ်ကုန်မှမသိစေရန်ဂျိုကာတာယာဟုအမည်ပြောင်းထုတ်လုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဇမတ်စစ်ကောင်ဆောင်မင်းအောင်လိုက်သားအောင်ပြေဆုံးပိုင်းဆိုင်တဲ့ကပတဲ့အေးကုမ္ပဏီကစစ်တပ်လောက်ခံညမစီဝါရေးဥပိုင်ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့တာယာများထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းတန်းနဲ့ဆက်နွယ်နေတဲ့စီဝါရေးသတင်းရှင်းမြစ်ကပြောဆိုလာပါရယ်။ 2024ခုနှစ်စက်တင်ဘာလမှစတင်ပြီးစစ်တပ်လောက်ခံဦးပိုင်ကုမ္ပဏီနဲ့မင်းအောင်လိုင်သားပိုင်ဆိုင်တဲ့ Capital A ကုမ္ပဏီတို့ကြောင့်ကုန်ကျန်းပေးကုန်ချောယူစနစ်ဖြင့်အကျိုးရပူပေါင်းတရားများထုတ်လုပ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ စစ်တလောက်ခန့်မြမစီဝိုင်းဥပိုင်ကထုတ်လုပ်နေတဲ့တာယာများထုတ်လုပ်ပြန့်ချီကွင်းကိုမရောက်လာရတာဖြစ်သူအောင်ပြေဆောင်ကတူရက်ကိုစလဲဖြစ်ရရှိထားကြောင်းအောင်ပြေဆောင်ကကားမော်တော်ဆိုင်ကယ်ပတ်ကုမ္ပဏီခွဲကိုလည်းထူထောင်ပြီးတော့မန္တလေးမြို့မြို့ပတ်လန်မန္တလေးပြုံးလွေလန်အခြေဆိုင်ကတာယာပြန်ပြွေးလုပ်ငန်းများကိုလည်းလှုပ်ဆောင်ရရှိကြောင်းသိရပါဗျ။ကားမော်တော်ဆိုင်ကယ်ပတ်ကုမ္ပဏီကအောင်ပြေဆောင်စီးပွားရေးလူယုံမောင်မောင်နိုင်ကဦးစီးလုပ်ကိုင်နေခြင်းဖြစ်ပြီး Capital A Group အခွဲကုမ္ပဏီဖြစ်ကြောင်းသိရပါဗျ။ ထို့ပြင်စစ်ကောင်စီလက်အောက်ခံဥပိုင်ကုမ္ပဏီရဲ့တာယာစက်ရုံက TriStar တက်စိတ်ကားတာယာနဲ့ဆိုင်ကယ်တာယာများကိုထလုံးဖြန့်ချိလျက်ရှိနေပြီးတော့အခုခါမှာဂျိုကာအမှတ်တက်စိတ်ကိုပြောင်းလဲကတာယာများကိုထလုံးနေကြောင်းသိရပါဗျ။ အလားတူအောင်ပြေဆောင်ရဲ့အဓိကရှယ်ယာများပါဝင်နေတဲ့ YHI အောင်မြန်မာကုမ္ပဏီကနာမည်ကျော်ဂျပန်ရှိုကိုဟာမာကားတိုင်ယာဥရောပရဲ့နာမည်ကျော်တိုင်ယာဖြစ်တဲ့ Dumlon နဲ့ဖြစ်သစ်တိုတဲကုမ္ပဏီပိုင်း ELF Engine YC တင်သွင်းဖြတ်မြူမှုများကိုလှုပ်ဆောင်ရရှိကြောင်းမြန်မာနိုင်ငံရဲ့ကားတိုင်ယာဈေးကွက်နဲ့ Engine YC ဈေးကွက်ကိုတော့မမောင်နိုင်တဲ့အောင်ပြေဆောင်တို့ရဲ့ကုမ္ပဏီဖြစ်တဲ့ YHI အောင်မြန်မာကလဝက်ကြီးအုပ်ချဲ့လည်နေကြောင်းသိရှိရပါတယ်။အောင်ပြေဆောင်ကဖုံမြတ်ပြေဆောင် Sky One, မြန်မာစစ်သူချင်း၊မင်းတရားချင်း၊ Winner Sky, True Golf အောင်မြင်မှုမင်း Insurance Company, Mytel Telecom Share Shin, Azura Pay Resort, ENM Maha Company Limited, ငင်းချမ်းပြေဆုံး Manufacturing and Trading Company Limited, စားတဲ့ကုမ္ပဏီများစွာကိုနာမည်မျိုးစုံဖြင့်လောက်ကိုင်းနေသူဖြစ်ကြောင်းစစ်တမ်းရဲ့အရက်ဖတ်ဝင်ကြီးဌာနများရဲ့စောက်လုပ်ရေးတန်းကြောင်း တန်တရာတိဆောင်ရေးဌာနများ EV ကားနဲ့ဆိုလာပြားများတင်သွင်းခြင်းပါဝင်မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းအသေးအလတ်အကြီးမျိုးစုံကိုအောင်ပြေဆုံးကလောက်ကိုင်းရရှိကြောင်းစစ်တပ်နဲ့ဆက်နွယ်နေတဲ့တရင်ရှင်းမြင့်များကပြောဆိုကြပါရယ်နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်တရင်ကတော့ဆီယနာရှင်စနစ်တစ်ခုလုံးခြေမုံတုပ်တင်နိုင်ရင်တော်ယုံဆွဲသက်တဲ့တော်ယုံအထုံမှုဖြင့်မရနိုင်ပေအပင်မန်းခံအစင်းရခံနိုင်ရမည်ဟုအန်ယူတီရိုက်သမရသတိပေးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံတွင်နှစ်ပေါင်း80ကျော်အမြင့်တွင်နေတဲ့ဆီယနာရှင်စနစ်တစ်ခုလုံးချိန်မုံတုတ်တဲ့နိုင်ရင်မှာတော်ယုံဆွဲသက်တဲ့တော်ယုံအားထုတ်မှုဖြင့်မရနိုင်မယ်အပင်ပန်းခန့်အစင်းရခံနိုင်ရမည်ဖြစ်ကြောင်းအမျိုးသားညညွေအစိုးရအန်ယူချင်းရှိုင်းသမရဒူဝါလရှိလာကသတိပေးပြောဆိုလိုက်ပါတယ်ရှင်နေပြုလုပ်တဲ့အမျိုးသားညညရဲ့အစိုးရဖွဲ့ရဲ့ကိုမြင့်ဆောင်2025အစည်းအဝေးတွင်၎င်းကအထက်ပါအတိုင်းသတိပေးလာခြင်းဖြစ်ပါတယ်။ ဒေါ်လာရဲဘော်များနေဖြင့်နှစ်ပေါင်းများစွာအမြင့်တွေနေတဲ့ဆီယနာရှင်စနစ်ကိုချိန်မုံရံမှစိတ်နဲ့ခန္ဓာမှကျုံးနေရမည်ဖြစ်ပြီးအပင်ပန်းခံအစင်းရဲခံရရမည်ဖြစ်ကြောင်း၎င်းကပြောဆိုထားပါတယ်။ ကျွန်တော်တို့ဟာအပင်ပန်းခံရရမယ်အစင်းရခံနိုင်ရမယ်ကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာကခြင်းနဲ့ချက်ထဲမှာဒူသားပေသားကြအောင်မာကျောနေရမှာဖြစ်ပါတယ်နှစ်ပေါင်း80ကျော်ကြာအမြင့်တွေနေတဲ့ဆီယနာရှင်စနစ်တစ်ခုလုံးကိုချေမုံသုံးသွင်းနိုင်မှုဆိုတာမှာတော်ယုံဆွဲတတိနဲ့မရသလိုတော်ယုံအားထုတ်မှုမျိုးနဲ့လည်းမရနိုင်ဘူးလို့ရှိုင်းသမရဒူဝါလက်ရှိလာက 3P ပြောဆိုထားပါတယ် ထို့ပြင်ຫນွေဥတော်လိုင်းရေးကလူလူတော်လိုင်းရေးပြဲပြီးလူလူရဲ့ယုံကြည်တောင်းဝင်မှုကအဓိကကြားကြောင်းတော်လိုင်းရေးအောင်မြင်ခြင်းမအောင်မြင်ခြင်းကဥဆောင်ဥရပြုနေသူများရဲ့အရေးချင်းစွန့်ရည်နဲ့အမျှော်မြင်ပေါ်မူတည်နေကြောင်းလူလူကလက်ခံလာစဉ်ရေလုံရဖြစ်တာတသက်ပြားမည်ဖြစ်ကြောင်းရိုင်းသမရကဆက်လက်ပြီးတော့ပြောဆိုပါတယ်အခုဆိုရင်ကာကွယ်ဝင်ကြီးနဲ့အခြားဝင်ကြီးတွေကမြေပြင်မှာလူလူနဲ့တသားတဲ့ဥဆောင်နေတာဖြစ်ပါတယ်။အဲဒီလိုမျိုးတွေးမြင်ရလို့လဲကျွန်တော်အနေနဲ့လေးစားဂုဏ်ယူမိပါတယ်။ဒီလိုကျွန်တော်တို့အင်အားတွေ မြေပြင်မှာပုံမှုပြီးတော့အခြေပြုလာနိုင်တာကို ပြည်သူလူထုကတွေးမြင်နေရင်ပုံမှုအားတက်လာကြမှာအမှန်ပါလက်ရှိအခြေအနေဆိုရင် မြေပြင်မှာကျွန်တော်တို့ရဲ့သွာလာလှုပ်ရှားနိုင်မှုတွေက၃လ၅ရက်ခီးသွားရင်တော့ကိုအောင်မရောက်နိုင်တဲ့အထိနယ်မြေတွေကကျယ်ဝန်းလာပြီးဖြစ်ပါတယ်လက်တွေ့မြေပြင်မှာလည်းရှန်သူကတိုးမပေါက်နိုင်လောက်အောင်ခုခံကာကွယ်နိုင်တဲ့အထိအခြေအနေတွေကလည်းကောင်းမွန်လာပြီးဖြစ်ပါတယ်လနက်ကင်တော်လိုင်းလမ်းစဉ်မှာမြေပြင်ပေါ်လက်တွေ့အင်အားတွေတိစောက်နိုင်ခြင်းကအထူးအခရာဆိုတာမေးထားလို့မရပါဘူးဟုရှိုင်းသမရ ရဒူဝါလက်ရှိနာကဆက်လက်ပြီးတော့ပြောဆိုပါရယ်အန်ယူဂျီနေနဲ့ဒေါ်လိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များနဲ့စုဖွဲ့မှုပုံမှုအားကောင်းလာတဲ့နေ့အမျှပြည်သူလူထုရဲ့ရှုံချီမှုများပုံမှုတိုးပွားလာမည်ဖြစ်ကြောင်း၎င်းကထုတ်ဖော်ပြောဆိုသွားပါရယ်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအဆုံးထိနားဆင်ပေးခဲ့ကြတဲ့သတင်းပရိသတ်များကိုကျေးဇူးထူးပဲတင်ရှိပါရယ်နောက်ထပ်ပြည်ရင်းပြည်ပါတဲ့တော်လိုင်းပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်။